အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့ဆိုင်းဆရာຫນွေဦးနေရေးတာတဲ့လက်ဖြူဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်တွေ့တာမှုတန်ရောစဉ်အကြောင်းကိုကျွန်တော်အလဲတန်းចောင်းသားဘဝမှာပင်စာတင်သိရှိခံစားခဲ့ရသည်လူတူစာတအုပ်တချင်းတပုတ်ရုပ်ရှင်ဇာတ်ကားတကားကြောင့်မဟုတ် ခွေးကလေးတကောင်ကြောင့်ပင်အတီးကြဆိုရတော့လက်ဖြူကြောင့်ဈေးကြီးပေးဝဲရတော့နိုင်ငံသားခွေးမျိုးမဟုတ်အညာကျေးလက်ချမ်းပခွေးကလေးကြည်လဲနေတော့မျက်လုံးတစ်စုံပိုင်ဆိုင်ကနီညိုရအမွှေးများနဲ့လှပနေတော့ခွေးကလေးသို့တော့သူ့ခြေလေးဘက်မှာခြေပမိုးမှဆ ảy ၍အဖြူရောင်ခြေအိတ်ဆွထားသည့်နေအဖြူရောင်တက်တန်ထို့ကြောင့်ပင်သူ့ကိုလက်ဖြူဟု့ အမေကအမိစပေးခဲ့သည်လေ။တဒီတော့ကအညာမမူကြကာလနန်းဆိုင်တောင်သူဦးကြီးတို့အတွက်နှမ်းပင်ပေါက်စင်းစင်းလေးများက ခလေးငယ်များနဲ့မျိုးလွင်ကကြီးရယူနေခြင်း။မြေသားနီနီပေါ်တွင် ဖြောင်တန်းနေအောင်ကြောင်းဆွဲဆိုင်ပြူထားသောနှမ်းပင်ပေါက်စင်းစင်းအတန်းလေးများက ရှူကင်းပကြီကားတစ်ချက်နဲ့လှပလွန်နေသည်။ တညနေခင်းတွင် အဖေကသူ့နန်းခင်းတွင်သွားကြည့်မည်ဆိုကအိမ်ကထွက်သွားသည် ကျွန်တော်တို့ရာခင်းတွေကရွာတောင်ဘက်တွင်ရှိပြီးအသွားပြန်တနအိခွဲမြလမ်းလျှောက်ရသည်ညနေနေဝင်ဖြိုးပြအချိန်ရောက်မှရာတော့ကနေအဖေပြန်လာသည် ထိုအချိန်ထိကျွန်တော်တို့အိမ်ကလေးမှာရာသည်ဥဒုတာယာနေသေးသည်မိသားစုညစာထမင်းဝိုင်းမှာစုံကြခြင်း ဇလန်းစာပါသည် ကိုစိန်တင်လက်ဖြူလည်းမမြင်ပါလားအမေမေးလိုက်ခါမှအဖေကထမင်းစားလက်စာခဏရက်ပြီး စကားဆိုသည်ဟေးရှိမှာပါဟာငါရာခင်းကြည့်သွားတော့ငါကိုလက်ဖြူငါနောက်ကပါလာတာလက်ဖြူကလမ်းလျှောက်တဆခလေးငယ်ကဲ့သို့အိမ်ကနေတယောက်ယောက်အပြင်ထွက်တိုင်းတကောက်ကောက်လိုက်နေသည့်အရင်အဖေနောက်လိုက်လာတယ်ဆိုတော့တော်တဲ့အထိပါလာလားအဖေအိမ်ပြန်လာတော့ အင်းရှိမှတားစာကြက်နေတာအဖေနှောက်ကလက်ဖြူပါမလားဦးတားလဲခါတိုင်းထမင်းဝိုင်းတာမရောမလဲလုံနေကြလက်ဖြူကိုမမြင်လို့မေးမလို့လုံနေရလက်ဖြူလေးတော့တော်တယ်မျက်စီလဲလမ်းမနေမလားလာသားအရွယ်မို့သူ့ထက်ကြီးတဲ့ကောင်တွေကြိုက်တာခံနေရမလားပဲတော်လဲတော်ပဲခေါ်သွားပြီးတိကျဂယုမဆိုင်ဘူးအေးလီမောင်စိန်တင်ရဲ့မင်းမှလဲခွေးကောင်လုံးတော်တတိမထားအဘူးလို့ပဲအဖွားကထပ်ပြောလာတော့အဖေစိတ်ချုပ်သွားဟန်တူသည် ထမင်းစပွဲကထားလိုက်သည် အမေကအရေးချီမကြည့်အဖေကိုဆက်ပြောနေသည် ကို့နောက်ကကို့ခွေးပါမပါတော့မသိဘူးဆိုတော့တော်မဟုတ်သေးဘူးဟာ နေခွေးပါမပါငါဘယ်နဲ့သိမလဲပြန်မလာတော့ရောဘာဖြစ်တော့နောက်တကောင်ရှာမွေးပေါ့အဖေအတန်ကဒေါသတန်ဆွဲ့၍နေသည်ကျွန်တော်လည်းထမင်းဆက်မစားနိုင်တော့လက်ဖြူကိုအိမ်ဝန်းကျင်မှာထွက်ရှာကြည့်ရန်အိမ်ပြန်ထွက်လာမိသည် သို့သောအချီနီသာမောင်ကြီးပြိုးလာ၍ရွာကလေး၏မိထွန်းချင်းရောက်လေပြီ။နတ်ပြန်စနေနေ့ကျောင်းပိတ်သည်ပဲ။နနမအစောထကယာတော်ကိုတွား၍လက်ဖြူကိုရှာမိဟုကျွန်တော်တွေးထားသည်။လက်ဖြူကိုစိတ်ပူနေ၍စာကြက်ရန်စိတ်မပါ။စာမလုပ်လေအမေစုမီဆို၍စာကြည့်ရောင်ဆောင်နေရသည်။ဒီတုန်းမှ အကိုရောက်လာသည်။ဟေးအငယ်လေးထမင်းစားပြီးပြီလား။ အကိုလည်းခုမှတာခင်တို့ရာပေါတူးပေါပြီးပြန်ခဲ့တာအဲဂျွာတောင်ချောင်းမှာရေချိုးပြီးကိုမြအူးထတော်မှာပင်ကြရည်လေးနည်းနည်းမော့ခဲ့တာရဲ့အကိုကကျွန်တော်ထက်ခုနှစ်နှစ်မြာကြီးသည်ငယ်ကလေးကကျောင်းစာမှာစိတ်မဝင်စားတောင်သူအလုတ်ကိုသာစိတ်ပါသူတို့နှင့်အဖေအမေစုသည့်ကြားကကျောင်းထွက်ပြီး တောင်သူအလုတ်တွေလုတ်ခဲ့သည် အကိုကရွာဤကာလာသားကောင် ရွာဤပေါတူးပေါလူငယ်အဖွဲ့၏အကြီးကဲတုတ်ရာလုံငန်းများစုပေါင်းလုပ်ကင်သောအဖွဲ့တကြီးလဲဖြစ်သည်အကိုကအလုတ်ကြိုးစားသလိုမိဘနှင့်ညီငယ်ဖြစ်သူကျွန်တော်ကိုငဲ့ညာချစ်ခင်သည်အငဲလေးလက်ဖြူမတွေ့ပါလားခါနိုင်ငါလာရင်ကြိုးနေကြဒီမှာသူစားဖို့တောကြော်ကြော်တောင်းပါသည်အကိုကထန်းရီဝိုင်းကအမေးကြံဆွဲလာပုံရသည်အကိုအတန်ကြာတော့ အမေကလက်ဖြူအကြောင်းဖောက်တဲချနေတော့သည်ဒီလိုနေလို့မဖြစ်ဘူးအမေကျုပ်တငယ်ချင်းတွေခေါ်ပြီးယာခင်းတွေတွားကြည့်မယ်ဓမီကောင်းကောင်းယူသွားမယ်ကို့တော်ကို့တောင်ကြောက်စရာမရှိဘူးပဲဟာအကိုကညစာပဲမစားတော့သူတငယ်ချင်းတဦးနဲ့အတူလက်ဖြူအရှာထွက်ရန်ယာတော်သူပြန်သွားကြသည် လာမိုင်ညာမို့ကြွားကလေးဤညသည်ပီပီအမောင်ကောင်းငင်သည်လဲမိုးရိပ်မကင်း၍ ကျဲပင်မစုံတတ်ထိုညကအကိုတို့ပြန်လာကိုတိန်သားလုံးမအိပ်ပဲစောင့်မျှော်ခဲ့ကြသည်အကိုတို့ပြန်လာသောအခါပို၍ခြေခွဲစိတ်ပူရသည်လက်ဖြူကိုလုံးဝရှာမတွေ့ခဲ့ကြနေလက်ဖြူရေလက်ဖြူလက်ဖြူရေနောက်တနေ့နေနဲ့တွင်ရာခင်းထီကျွန်တော်အရောက်သွားရှာပါသည်လက်ဖြူဤအရေးအယောင်မင်းမတွေ့ရအိမ်ဝန်းကျင်နေရွာထဲမှာလဲ ပိုက်စိတ်တဲ့ရှားပြီးပြီလူရောစိတ်ပါမောရသည်သာဖတ်တင်သည်ခါတိုင်းသူ့နမည်ကိုအတံပေးခေါ်လိုက်လျင်မြုံးရှင်သောဟန်ပြု၍လက်ဖြူအပြေးရောက်လာတတ်သည်ပဲယခုမူအဘယ်သို့ရောက်လေသည်မသိစင်စဲလက်ဖြူကိုကျွန်တော်တို့ရွာဤတော်ဖုန်ကြီးเจ้าမှတောင်းယူကာငွေခဲ့ခြင်းမင်းသူတကားဥမီဆိုး၍နှိုးမပြက်ခင်ကပင်အကိုကအိမ်ခေါ်လာခြင်းဖြစ်သည် ရှောင်းစားကမိခင်တို့မပြတ်သေး၍စိန်တို့နွားတို့တက်ရသေးသည်ဒီတာဝန်ကို အကိုရောကျွန်တော်ပါပျော်ရွှင်မြတ်နိုးစွာလုပ်ခဲ့သည်ပဲလက်ဖြူကလိမ္မာရင်ပါသည်ဟု ဆိုနိုင်သည်အငြိကြီးဆုံရန်တင်ပြထားသောနေရာတွင်သာသွားသည်အိမ်အပြင်ထွက်ကရှောင်းမသွားတဲ့အိမ်မတယောက်ယောက်အပြင်ကပြန်လာတိုင်းအမီးလေးတရံရံနှင့်မြူးထူးရှင်ပြကြုံနေတတ်သည် ကျွန်တော်စာကြက်ရကလထိုင်အောက်တွင် လာဝုတိအခါဝုတိအဖေထွန်သွားချွန်ရာထန်းသည်ဆင်းရတွင် သူရှိနေတတ်သည်ညင်းနက်မှပြန်လာတော့အကိုကိုကြိုးစိုးနှုတ်ဆက်ရန်ဝတ်မပြတ်အဖွားနှင့်အမေဖျားဝုတ်ပြူတန်ကြလေညင်ဝတ်စွာနားဆိုင်ထောင်သည့်ဟန်ပြုတတ်သည် အမေကလက်ဖြူကို အငဲဆုံးသားလေးဟုချစ်စနိုးခေါ်တတ်သည် အငဲကောင်က လက်ဖြူလောက်ပင် မလိမ္မာဟု ကျွန်ုပ်ကိုစားနောက်တတ်သည် အဖွားကတော့သူ့အတွက်အိမ်ဆောင်ပေါ်ရသည် ဆိုကလက်ဖြူကိုတံမိုးထားသည် အဖေလည်းလက်ဖြူဤလိမ္မာပါနှက်မှုကိုဧည့်သည်လာတိုင်းကြွားတတ်မည်လက်ဖြူကတာမန်မဟုတ်ဘူးတခင်မကြွေးပဲဘာမှ ခိုးယူစားတော့တာမရှိဘူးသူစားရင်လည်းခေါင်းထိုးပြီးတခင်ကိုမြှူတာလက်တစ်ဖက်က သူ့အစာကွက်ပုတ်ပြတတ်သေးတာတခင်မျက်နှာရိပ်လေတိတ်တိတ်တာ ကျွန်တော်တို့မျက်နှာမကောင်းရင် तू လည်းအနာမကပ်ဘူးကျုပ်တို့နဲ့ဝေဝေနေတော့တာဗျာအဖေ့စကားကို အဖွားကလည်းထောက်ခံသည်ဒါရင်ဘယ်ကမလဲကျုပ်ဖះရှက်ခိုးရင်လဲရေနားထောင်နေတာတော့စိုးငံကိုရော်တွေလာရင်လဲအင်းရှိကနေကျုပ်ကိုအတန်ပေးရတာသူ့မှာအမောကျုပ်ဖုံးကြီးရောက်သွားရင်တော့မလိုက်ဘူးရေเจ้าကเจ้าခွေးကြီးတွေကို ကြောက်တာကိုလိမ္မာပါနဲ့တီလက်ဖြူကို ကျွန်တော်တို့က မိသားစုဝင်တဦးလိုမှတ်ယူထားကြသည်ကျွန်တော်တို့မှာရာလုတ်တီတာမန်မိသားစုလေးဖြစ်တော်လဲလက်ဖြူကိုတန်တန်ရှင်းရှင်းကြွေးသည်အိယာနေယာတန်တန်ရှင်းရှင်းထားပီးသည် လက်ဖြူကလည်းအိမ်ပြင်တွင်မအိတ်သူ့ကိုအိမ်ပြင်တွင်ထားသိပ်ပါကအိမ်ရှိတကားကို သူ့လက်သေးများနဲ့ကုတ်ချက်က ဆန္ဒပြတတ်သည်ငယ်လဲငယ်အလိုလဲလိုက်ကြ၍ သူ့ကိုအိမ်ထဲမှာအိတ်ခွင်ပြူထားသည်၃လက်ဖြူပြောင်းနေသည်ဒုရယာညာဤညာသာစားခြင်းရောက်တော့ထမင်းဝိုင်းတွင် အဖေတူဦးတဲ့သာကျန်လူများက လက်ဖြူစိတ်နှင့်ထမင်းမစားကြချစ်ခင်ရသူဆွေမျိုးတူဦးနှင့်အပီးတန်ခွဲရသည်နှင့်နှမျောတာတာကစိတ်ထိခိုက်ကြရသည်လက်ဖြူသေးသွားပြီလားတယောက်ယောက်ခေါ်သွားပြီလားစာတော်အတွေ့များကြောင့် ကျွန်တော်တို့မှာ စကားပင်ဟဟမဆိုနိုင်ကြအဖေကနေတို့အတော်အစွဲလန်းကြီးတဲ့ဟာဒီဟူဂယုနာတော်နေဆိုတော့ဒီထုံးစံတိုင်းအိမ်ပြန်နောက်ကျတတ်တော့အကူပြန်လာတော့ကျွန်တော်တို့ဖြီးဆဲရအတွက် အလုပ်တစ်ခုပါလာသည်ရွာလယ်ပိုင်းကဒွေးဘူးကပြောလိုက်တာဒရိုက်တဆင်ပြောရမလားပဲအိမ်မွေးတလေးဆန်လေးတွေပျောက်ရင်တော့ရတယ်နီးတဲ့အကူကလုတ်ပုံလုံးနီးရှင်းပြရင် လက်တွေထလှုပ်သည်ထန်းရီနံကလေးတင်းနေသောသူ့ကိုကျွန်တော်မယုံချင်သို့တော်လက်ဖြူလေးတွင်လုံနိုင်တာလုံရပြီမိအမေနှင့်အဖွားကလည်းတို့မကြားဘူးပါဟုသောအကြည့်များနေအကိုကပစိုးကိုကပုံစားထား၍ခက်ရော့ရော့ဝင်လိုက်သည်ထို့နောက်ကပုံစားကို ရှေးဘက်မှကန်၍နောက်ကျောဘက်သို့လှည့်လိုက်သည် ထိုအခါကြီးကျင်စရာလူကပစိုးနောက်ပြန်ဝှက်ထားသလိုဖြစ်သွားသည် ထို့နောက်ညာလက်ဖြင့်ထင်းခုတ်ဓမ္မကိုကင်ပြီးပခုံးပေါ်တင်ထားသည်ညာချီကို ငရုတ်စုံပေါ်တင်ဟန်ပြုထားသည်ဤအနေထားဖြင့်လက်ဖြူပြောက်သွားသော တောင်ဘက်အရက်စီမျက်နာမူ၍လက်ဖြူ၍အိမ်ပြန်လာခဲ့ဟု သုံးချင်ရေရွတ်လေသည်အဖေက အကိုလို့ရက်ကိုကြည်ကအတော်တရားမရှိတဲ့ဟာတွေဟုမှတ်ချက်ပြုသည် ကျွန်တော်တို့ကတော့လက်ဖြူပြန်ရောက်လာရေး လုံနိုင်တာလုံမည်ဟု တွေးထားကြသည်မို့အနှဲငယ်မျောလင့်ချက်ထားမိသည်လက်ဖြူအကြောင်းတယောက်တစ်ပောက်ပြောကြရင်ညနေမှအေယာဝင်ဖြစ်ကြသည်ညကမူလာမရှိတော့ညာမိုးသားကင်းနေ၍ကောင်းငင်ပြင်တွင်ကျေစုံဝင်းလန်နေပါသည် မအိတ်ခင်အိမ်ပတင်းမှတဆင်လက်ဖြူလာနိုင်မီလမ်းကလေးကိုကျွန်တော်မျောမိသည် အဖွားဖျားရှခိုးတန်ခါတိုင်းလိုမကြလိုက် အမေနဲ့အဖေလည်းတယောက်နဲ့တယောက်စကားဆိုတမ်းမကြရအကိုထံမှာစုံနေရဆိုင်းတီဆိုင်သချင်းတန်တွေမကြမီကျွန်တော်ဒီပင် စာမကြည့်ဖြစ်ခဲ့လက်ဖြူလေးဤဟန်ပန်မူရာတို့ကသာတရေရေမြင်ရောင်နေမိသည်ကြော်တဝက် နိုးတဝက်နှင့်ညင်တာကိုဖြတ်တန်းနေမိသည်နနက်၄နာရီခန့်တွင်ကျွန်တော်တို့အင်းရှိတက္ကမကြီးကိုတစုံတယောက်ကလက်သေးနှင့်အဆက်မပြတ် ကိုချစ်တယ်လို့အတန်တွေ ကြားလိုက်ရသည်တတိရှိသောအမေသည်ဖယားမိထာထွန်သည် အကိုကလက်နှိတ်တမ်းပြီးဖြင့်တကားဖွင့်ကြည့်ပြီးဝမ်းသာအားရဩတော့သည် အငယ်ရင်အဖွားရင်လက်ဖြူပြန်လာပြီလက်ဖြူပြန်ရောက်လာပြီဒါကြည့်ကြပါဦးကျွန်တော်တို့လည်းအိယာထဲမှလူလဲထကအိရှိထွက်လာကြသည်ရှော်နေလူနေသောလက်ဖြူလေးအနှဲငယ်ပိန်ကြသွားသည်မှလွဲ၍လက်ဖြူလေးမှာ ထိခိုက်ဒဏ်ရာမတွေ့ရအကိုကလက်ဖြူလေးကိုပွေချီထားလိုက်တော့ခါအကိုပါးတွေနားတွေကိုသူ့ရှာနဲ့ယက်နေတော့သည်နှုတ်မှလည်းတအင်းအင်းအတန်ပြူကသူကြုံခဲ့ရသမျှဒုက္ခများကို တိုင်ကျက်ဖွင့်နေသည်လားပဲလက်ဖြူကိုကြည်ရင် ကျွန်တော်တို့မိသားစု ပြုံးပျော်ကြရသည်မျက်ရည်ဆိုးကြရသည် နှိမ့်ချလာများခွဲခွာနေသောချစ်ခင်ရင်းသည်သူနှင့် ြန်ဆုံရသည်နှင့်ကြည်နူးချမ်းမြေကြရသည်လက်ဖြူကြောင့်တောကနှင့်ပူပန်ညိုးနွမ်းခဲ့သည်မယခုတော်လည်းတရင်သားလုံးရေထိပန်းနေစိတ်ကြည်ကိုကြည်လန်းဆန်းကြရပြီပြီလေနောက်တနေ့တွင်အဖေကအများမြင်သာသောအိမ်ကပန်း၌ကျောင်းမှကျွန်တော်ကောက်ယူလာသည့်မြေပြူတိုးလေးဖြင့်စားရကြောင်းရေးပါသည်အေးကံပြည့်ရန်ဒုက္ခံ တစုံတယောက်သောသူအားခြေခင်မိပါကဆင်းရဲသည်ဖြစ်၏ကပန်းထက်ကအဖေးလက်ရာစာရန်လေးမှာကျွန်တော်တို့ကို လောင်ရီပြနေတဲ့ယောက်မင်းနားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။